ူးဆွေများအားလုံးမင်္ဂလာပါ။နူးညံ့ပြတ်သားမြတ်တာထာကန္တာမပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့အစီအစဉ်တင်ဆက်သူဇူလိုင်မိုးဖြစ်ပါတယ်။ဒီနေ့ဖော်ပြပေးသွားမယ့်အကြောင်းအရာလေးကတော့ကလေးတွေတော်ရင်တိုင်းပြည်တိုးတက်မှာလား။ဒါမှမဟုတ်ဒါဟာလပတဲ့စကလုံးတွေပဲလားဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ မြန်မာလူအဖွဲ့အစည်းမှဒီစကားကိုကြားနေရတာကြားပါပြီ။ကလေးတွေတော်ရင်တိုင်းပြည်သို့တက်မယ်ဆိုတဲ့အကြောင်းက နားထောင်လို့ကောင်းတယ်လို့မိသားစုတော်တော်များများရဲ့စိတ်ထဲမှာဆွဲနေတဲ့ဆောင်ပုဒ်တစ်ခုလိုလည်းဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီထက်နဲ့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 စဉ်းစားကြည့်မယ်ဆိုရင်ဒီစကားဟာ23ရာစုရဲ့ကဘာမှာအခုထိမှန်နေသေးရဲ့လား။ ဒီလိုလေးစဉ်းစားကြည့်ရအောင်နော်။ဇာမေးပွဲမှာအမတ်အများဆုံးရတဲ့ပညာရေးပိုင်းမှာအရန်တော်တဲ့စကားပြောကောင်းတဲ့ညံထက်မြတ်တဲ့ဘက်ဆောင်ထူးချွန်တဲ့ကလေးတယောက်ဟာ သူများရဲ့ခံစားချက်ကိုမဆာနာတတ်ဘူး။သူစိတ်တိုင်းမကျရင်အလွယ်တကူစိတ်ဆိုးတယ်။သူရဲ့စိတ်ခံစားချက်ကိုဘယ်လိုထိန်းချုပ်ရမှန်းမသိဘူး။ သူများနဲ့အပြုတ်တဘောဆောင်ပြီးအတူတကွမနေနိုင်ဘူးဒါမှမဟုတ် သူ့ရဲ့တော်တဲ့ညံရီကိုသူများကိုအနိုင်ကျင့်ဖို့တုံးတယ်ဒီလိုဆိုရင်ဒီကလေးကိုတော်တဲ့ကလေးလို့ပြောလို့ရအောင်မလားပြီးတော့တိုင်းပြည်တိုးတက်အောင်လုပ်နိုင်တဲ့ကလေးလို့ပြောလို့ရအောင်မလားခေတ္တကဘာမှာတကယ်တော်တဲ့ဆိုတဲ့အတိတ်ပဲဟာဘက်ပေါင်းဆောင်ပါဝင်ရပါမယ်တဲ့ အသွေးခေါ်ပိုင်းဆိုင်ရာထက်မြက်ခြင်းကောင်းကောင်းစင်ချင်စဉ်းစားနိုင်ရမယ်ယုတ်တိရှိရဲ့သူများပြောတိုင်းမယုံဘူးအမှန်တကယ်အချက်လက်တွေကို သုံးတယ်အတုအယောင်တည်င်းတွေကိုမယုံဘူးနှစ်တင်ယူလေးလာမှုပိုင်းဆိုင်ရာထက်မြက်ခြင်းအခြေအနေနဲ့လိုက်လျောညှိထွေးစွာပြောင်းလဲနိုင်တယ်။တပုံစံတဲ့တသမတ်တဲကိုပဲမဆွဲလန်းဘူး။တိုးတက်တဲ့စိတ်တဲ့ ရှိတယ်အမားတွေကနေတင်ယူတယ်၃စိတ်ခံစားမှုပိုင်းဆိုင်ရာထက်မြက်ခြင်းကိုယ်ပိုင်စိတ်ခံစားချက်ကိုနားလည်ပြီးစီမံခန့်ခွဲနိုင်တယ်သူများရဲ့ခံစားချက်ကိုနားထောင်ပြီး နားလည်ပေးတယ်၄ကိုကျင့်တရားပိုင်းဆိုင်ရာထက်မြက်ခြင်းအမားနဲ့အမန်ကိုခွဲခြားနိုင်တယ်ကျင့်ဝတ်သိက္ခာရှိတယ်ဘဒူးမမမြင်ရင်တောင်မှန်ကန်တဲ့အရာကို လုပ်ရဲတယ်၅ အတူတကွနေထိုင်မှုပိုင်းဆိုင်ရာထက်မြက်ခြင်းဆက်သွယ်မှုပြောဆိုမှုကောင်းတယ်သူများနဲ့လက်သွဲလှုပ်ဆောင်နိုင်တယ်စာနာစိတ်ရှိတယ်လူတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်တယ်ဒါဆိုရင်မိဘတွေအနေနဲ့ဘာတွေလှုပ်တင်လဲကလေးရဲ့စာတင်ရမှတ်တွေကိုပဲတိုင်းတာတဲ့အရာဖြစ် ကြီးနေတာတွေကိုရက်လိုက်ပါ ကလေးကိုစဉ်းစားဖို့မေခွန်းထုတ်ဖို့နဲ့အမားမှန်လေးလာစမ်းသပ်ဖို့နေရာပေးပါ ကလေးကို သူ့ရဲ့စိတ်ခံစားချက်ကိုသိအောင်လေ့ကျင့်ပေးပါအတော်ဆုံးမဖြစ်လဲရပါတယ်ဒါပေမဲ့တည်ငြိမ်စွာနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်တာဝန်ယူတတ်တဲ့အကျင့်သူများကိုစာနာတတ်တဲ့အကျင့်နဲ့မံကန်တဲ့အရာကိုလှုပ်ရဲတဲ့စိတ်ဓာတ်ကိုဆွဲမြဲအောင်လှုပ်ဆောင်ပေးပါ အချုပ်အားဖြင့်ဒီနေ့ခေတ်မှာတိုင်းပြည်ကိုတိုးတက်စေမဲ့တော်တဲ့ကလေးဆိုတာညံရီ IQ မြင့်တဲ့ကလေးတောက်တယ်မဟုတ်ပါဘူးဟန်ချက်ညီတဲ့လူသားတောက်ဖြစ်ဖို့လိုအပ်ပါတယ်အသွေးခေါ်ပိုင်းမှာထက်မြက်ရမယ်စိတ်ခံစားမှုပိုင်းမှာထက်မြက်ရမယ်ပြီးတော့အတိတ်ပဲရှိရှိနေထိုင်တတ်ရပါမယ်နိုင်ငံတကယ်တိုးတက်ဖို့ဆိုရင် ကလေးတွေကိုအရေးသွေးပြေးဝပြီးစိတ်ဓာတ်ခိုင်မာတဲ့လူကောင်းတွေအဖြစ် ကြီးပြင်းလာအောင် အားလုံးဝိုင်းဝန်းကူညီကြရပါမယ်နော်အတူတူစူးစမ်းကြပါစို့လို့ဒီအကြောင်းအရာလေးနဲ့ဝေမျှအားပေးလိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ဖခင်သခင်ကောင်းချီးပေးပါစေ ဝရဖုံမှာထုတ်ဝေသောခွားပိဆောင်ငယ်လေးများကို အခမဲ့မှာယူဖတ်ရှုနိုင်ပါတယ်။မှာယူလိုပါက39ခွန်ရှင်းက2965တတတို့ဆက်သွဲမှာယူနိုင်ပါတယ်။